မင်္ဂလာပါရှင်ဒေါက်တာမြန်မာကျန်းမာရေးဝက်ဆိုက်မှာကြိုဆိုပါရစေဒီစီစဉ်ကနေတစဉ်ကိုဝင်ဘတ်လိုက်သတိသားလေးကြီးထွားဖွံ့ဖြိုးလာပုံအစဉ်စဉ်နဲ့ဖေဖေမေမေတို့တည်ထားတဲ့ဆောင်းရင်ဆောင်းလေးတွေကိုပြပြပေးသွားမှာဖြစ်ပါရဲ့ရှင်အခုတောက်မှာတော့ကိုဝင်၁၇ပတ်မြောက်နဲ့၁၂ပတ်မြောက်ကိုပြပြပေးသွားမှာဖြစ်ပါရစေကိုဝင်၁၇ပတ်မြောက်မှာတော့ဇီယဝင်ကခလေးနှလုံးခုန်တံကိုနှာထောင်နဲ့နှကြဲဖြစ်တဲ့ Doppler stethoscope နဲ့နှာထောင်ကြည့်ရင်ခလေးနှလုံးခုန်တံကိုကြားရမှာဖြစ်ပါရစေ လေရင်ကရီစတင်ဖွံ့ဖြိုးနေပြီဖြစ်ပါတယ်။ဒါပေမဲ့ယောက်ျားလေးလားမိန်းကလေးလားတော့မကွဲပြားသေးပါဘူးရှင်။ကိုဝင်ဆက်တပတ်မြောက်မှာမိမိအနေနဲ့ကတော့ကိုဝင်ဆောင်စင်ထွက်လာတဲ့ဟော်မုန်းတွေကကောင်းကျိုးရောဆိုးကျိုးပါပေးနိုင်ပါတယ်။ဒီဟော်မုန်းတွေကြောင့်မိမိရဲ့ဇပင်တွေလက်သေးခြေသေးတွေမြ мян ရှိလာတာကိုသတိထားမိမှာပါ။ဒါပေမဲ့မျက်နှာအစီပြန်နာနဲ့ဝက်ချံတွေပေါက်လာတာမျိုးတွေနှာခေါင်းနေပြီးကြီးလာတာမျိုးတွေတချို့မိမိတွေမှာကြုံရနိုင်ပါတယ်။ ဆက်ပြီးတော့ကိုဝင်ဆက်နှက်ပတ်မြောင်မှာဘာဖြစ်လာနိုင်တယ်လဲဆိုတာကိုပြပြပေးပါမယ်ရှင်။ကိုဝင်ဆက်နှက်ပတ်မြောင်မှာကလေးလေးအနေနဲ့ကတော့ကလေးငယ်လေးကလက်ချောင်းခြေချောင်းလေးတွေခြေသေးလက်သေးလေးတွေနဲ့တော်တော်လေးပြည့်စုံတဲ့အနေအထားဖြစ်နေပြီးတော့တင်းငယ်တဲ့လက်ကလေးတွေကိုစုံနိုင်ဖြန့်နိုင်ဖြစ်နေပါပြီ။ငယ်သွားတွေအတွက်သွားအခြေအိတ်တွေလည်းစတင်ဖြစ်ပေါ်လာပါပြီ။ကလေးရဲ့လက်အင်္ဂါဟာဖွံ့ဖြိုးလာပြီးဖြစ်ပေမဲ့ယောက်ျားလေးလားမိန်းကလေးလားခွဲခြားနိုင်ဖို့တော့ခက်ခဲနေပါသေးတယ်။ သွေးလည်ပတ်မှုအဖွဲ့အစည်းနဲ့စီလံကြောင်းဆိုင်ရာအဖွဲ့အစည်းတို့လည်းအလုပ်လုပ်နေကြပါပြီ။အတဲမှာတဲချီအိတ်ကိုလည်းထုတ်ပေးနေပါပြီ။ဒီတစ်ပတ်ပြီးရင်တော့ကိုဝင်ပြတ်ကျနိုင်ချေအတော်လေးရော့ချသွားပါပြီရှင်။မိမိအနေနဲ့ကတော့နောင်လာမယ့်သတင်းပတ်အနေငယ်အတွင်းမှာပြို့တာ NR ပျောက်သွားပြီးတော့နေလို့ထိုင်လို့တော်တော်လေးကောင်းလာမှာပါ။ဒီဘက်မှာတော့ကိုဝင်မဆောင်ခင်အထက်ကိုလေးချင်းတိတိသမ5ပေါင်ကနေ5ပေါင်အထိတက်နေနိုင်ပါတယ်။ ကိုဝင်ဆောင်စင်မှာဆိုလို့ရှိရင်တချို့ဖခင်နေအနေနဲ့ပြူရာတွေဘိုင်းနာရာတွေအစားအသောက်ပြောင်းလဲစားကျင်တာတွေနဲ့ကိုလေးချိန်တက်တာတွေကိုခန်းစားရတတ်ပါတယ်။ဒါကိုကိုဝင်ဆောင်စင်ဖခင်များခန်းစားရတဲ့ယောဂလက္ခဏာစု pregnant death syndrome လို့ခေါ်ပါတယ်ရှင်။ကိုဝင်၁၇ပတ်နဲ့၁၂ပတ်မြောက်မှာဆိုရင်သတိထားမယ့်အချက်တွေအနေနဲ့သွားဆရာဝန်နဲ့တွေ့ဖို့ရချင်းယူရမှာဖြစ်ပါတယ်။ကိုဝင်ဆောင်စဉ်၉လအတွင်းမှာသွားဆရာဝန်နဲ့အနည်းဆုံးတစ်ခေါက်တော့ပြသင်ပါတယ်။ ပြီးတော့နေ့စဉ်သွားမမှန်တိုက်ရမယ်။သွားချထိုးချုပ်ကိုသုံးပြီးတော့စားကျွင်းစားကြံတွေကိုဖယ်ရှားရမှာဖြစ်ပါတယ်။သွားတွေတန်မာနေအောင်လို့ကယ်ဆီယမ်ပါတဲ့အစာတောက်တွေကိုစားရမှာဖြစ်ပါတယ်။ကိုဝင်ဆောင်စင်းထွက်လာတဲ့ဟော်မုန်းတွေနဲ့ညားလာတဲ့သွေးပမာဏတွေကြောင့်သဖုံးမှာသွေးရတာတွေဖြစ်တတ်ပါတယ်။ဒါမျိုးကြုံရပြီဆိုရင်တော့ပျော့ပြောင်းနှူးညံ့တဲ့သဘောတန်ကိုပြောင်းသုံးပြီးပါအကျောပြက်တာတွေကိုကောက်ဝဲဖို့အတွက်အရေပြားအကျုံးဆန်ကောင်းစီမဲ့လိန်စေးခရမ်တွေနဲ့တန်လွင်စီစစ်စစ်တွေကိုနေ့စဉ်လိမ့်ပေးရမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ကိုမင်စက်တပတ်နဲ့စနေပတ်မြောက်မှာဘယ်လိုမျိုးလေးဆောင်ရွက်ဆောင်ရွက်ဖြစ်ရမလဲဆိုတာကိုဖေဖေမေမေတို့အနေနဲ့တည်သွားမယ်လို့မျှော်လင့်ပါတယ်ရှင်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။